်မင်္ဂလာပါရှင်ဗမာခေတ်တည်တဲ့ထဏာဤထိတ်တန်းတဲ့များကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ကတော့မြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲအကြိုကာလကြီးလေသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေဟုကုလသမဂ္ဂ IMM ကသတိပေးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲအကြိုကာလအတွင်းကြီးလေသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေကြောင်းကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IIMM ကတတိပေးပါရယ် မြန်မာစစ်အာဏာပိုင်များကဒီဇင်ဘာ28ရက်တွင်ကျင်းပရန်စီစဉ်ထားသည့်အထွေထွေရွေးကောက်ပွဲအကြိုကာလအတွင်းမြန်မာနိုင်ငံတွင်ကြီးလေသောနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေကြောင်းသတင်းပေးပို့ချက်များတိုးလာနေကြောင်းလူမှုအကြမ်းတွင်အကြောက်တရားပြန့်ပွားစေရန်စစ်တပ်ကရာဇဝတ်မှုများကိုကျူးလွန်နေကြောင်းသိရှိရပါသည်။လွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲကျင်းပတာဒါမှမဟုတ်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်တာက ရန်နရရဲ့လုတ်ပိုင်ခွင့်ထဲမှာပါဝင်တဲ့ရှားစဝဲမှုမဟုတ်ပါဘူး။ရန်နရရဲ့လုတ်ပိုင်ခွင့်မှာစစ်ရစဝဲမှုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရှားစဝဲမှုနဲ့လူမျိုးပြုံတီးစေမှုတွေမှာပါဝင်ပါတယ်။ဒါပေမဲ့လည်းရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရှားစဝဲမှုဖြစ်စေနိုင်တဲ့နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့လူထုကြားမှာအကြောက်တရားပြန့်ပွားစေတဲ့အကြောင်းစိတ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုရန်နရကလက်ခံရရှိထားပါတယ်ဟု IIMME အကြီးအကဲနီကိုလတ်ခွန်ချန်ကပြောကြားခဲ့ပါတယ်။ မြန်မာစစ်အာဏာပိုင်များကရွှေကောက်ပွဲကိုဝေဖန်ယုံသက်သက်မြှောက်ကို ရှာစဝတ်မှုအဖြစ်သတ်မှတ်သည့်ဥပဒေတရက်ကို2025ခုနှစ်ဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့ကြောင်းရှင်းဥပဒေအရထောင်နှံ20အထိချမှတ်နိုင်ပြီးတည်တံလဲချမှတ်နိုင်ကြောင်းသိရပါသည်။လူမှုကွန်ရက်တွင်ရွှေကောက်ပွဲကိုဝေဖန်ခြင်းနှင့်ရွှေကောက်ပွဲစန့်ကျင်ရေးလက်ကမ်းစဆောင်များဖြန့်ဝေခြင်းများပြုလုပ်ခဲ့သည့်ဆိုသည့်စွပ်စွဲချက်များဖြင့်အဆိုပါဥပဒေကိုအသုံးပြုကကလေးများအပါအဝင်လူအများအပြားဖမ်းဆီးခံရသည့်ဆိုသောတရင်ပေးပို့ချက်များကိုရန်ရယာကစုဆောင်ထားကြောင်းရန်ရယာသည်ဥပဒေကြောင်းအရာ အခြေမြင့်မရှိပဲသို့မဟုတ်ဥပဒေဆိုင်ရာလုံထုံးလုံလီများမပါပဲဖမ်းဆီးထောင်ချသည့်အထောက်အထားများကိုစုဆောင်းနေကြောင်းသိရပါတယ်မြန်မာစစ်တပ်သည်လက်နက်ကင်တပ်ဖွဲ့များလက်ရှိထိန်းချုပ်ထားသည့်နေမင်းများကိုပြန်လည်သိမ်းယူပြီးရွေးကောက်ပွဲကျင်းပနိုင်သည့်နေရာများချဲ့ထွင်ရန်အတွက်အရက်သားပြည်သူများနေထိုင်သည့်ကြီးခွာများကိုလေကြောင်းတိုက်ခိုက်မှုများတိုးမြင့်လှုပ်ဆောင်နေသည်ဆိုသောသတင်းပေးပို့မှုများကိုလည်းရန်ရရကစုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရှိရပါတယ်အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေဟာ စစ်မှတ်ဥပဒေချိုးဖောက်မှုဖြစ်တယ်ဆိုတာအဖွဲ့တွေအားလုံးကိုရှင်းရှင်းလင်းလင်းပြောကြင်ပါတယ်။အယက်သားတွေကိုမရှောင်ရှားတဲ့လေကြောင်းတိုက်ခိုက်မှုတွေတာမကနိုင်ငံရေးကိုယ်စားလှယ်လောင်းတွေနဲ့မဲရီတွက်သူတွေလိုမျိုးရွေးကောက်ပွဲမှာပါဝင်သူတွေကိုတိုက်ခိုက်တာတွေဟာစစ်ရာဇဝတ်မှုဒါမှမဟုတ်လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမျောနိုင်ပါတယ်။ဒီရာဇဝတ်မှုကျူးလွန်သူတွေကိုတရားဥပဒေအရအရေးယူနိုင်ဖို့အတွက်အထောက်အထားတွေကိုကျွန်တော်တို့အားသုံးခွန်ဆိုင်စုဆောင်းနေပါတယ်ဟုနီကိုလက်ခွန်ကျန်ကပြောကြားပါတယ်။ မြန်မာပြည်သူများအနေဖြင့်စစ်တပ်ကကျူးလွန်သောရာဇဝတ်မှုအချက်လက်များလက်ဝဲရရှိထားပါက IIMME Signal Number +41766911208 တို့ဆက်သွယ်နိုင်ကြောင်းအချက်လက်မျှဝေသူများ၏လုံခြုံရေးကိုဦးစားပေးရန်နှင့်ဘေးကင်းလုံခြုံသည့်အချိန်မှသာဆက်သွယ်ရန် IIMM ကမြစ်တာရက်ခံပါသည် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညာ IIMM တို့မဟုတ်ရန်ညာကို2017ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံတွင်ကျူးလွန်သည့်အကြီးလေးဆုံးသောနိုင်ငံတကာယာစုပ်ဝတ်မှုနှင့်အခြားသောနိုင်ငံတကာယာစုပ်ဝတ်မှုများချိုးဖောက်ခြင်းများအတွက်အထောက်အထားများစုဆောင်းရန်နှင့်စီစစ်သုံးသပ်ရန်2018ခုနှစ်တွင်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီကဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတွင်ဒေတာတွင်နှင့်နိုင်ငံတကာတရားရုံးများတွင်လူပုဂ္ဂိုလ်များကိုတရားစွဲဆိုရာတွင်အသုံးပြုနိုင်သည့်အထောက်အထားများကိုထိမ့်သိမ်းစုစည်းကာအမှုနှင့်သက်ဆိုင်သောဖိုင်တွဲများကိုပြင်ဆင်ခြင်းဖြင့်တရားမျှတမှုနှင့်တာဝန်ခံမှုများဖြစ်ထွန်းလာ၏ကုညီရန်ရည်ရွယ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးလျှက်စစ်နှင့်စွမ်းအင်ဝင်ကြီးဌာနမှဒုဝန်ကြီးတန့်စင်ညွန့်ချုံနှင့်အရာရှိတချို့ကိုယာတို့မှဖယ်ရှားပြီးစီစီကစားမှုစီခွဲရန်များလက်ယူချပေးမှုနှင့်စီမောက်ခုမှုများအတွက်ဖမ်းဆီးစစ်ဆေးအရေးယူရဲဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ လျှက်စစ်နှင့်စွမ်းအင်ဝေကြီးဌာနမှဒုဝန်ကြီးတန်စင်ညွန်ကျုံနှင့်အရာရှိတချို့ကိုစစ်တပ်ကရာထူးမှဖယ်ရှားပြီးစီစီကစားမှုစီခွဲရမ်းများလက်ယူချပေးမှုနှင့်စီမောက်ခိုးမှုများအတွက်ဖမ်းဆီးအရေးယူထားကြောင်းစီလုံငန်းရှင်များအသင်းထံမှသိရပါသည် နိုဝင်ဘာလ9ရက်နေ့မှာစတင်ပြီး73စီဈေးကစားမှုဈေးခွဲရများချထားပေးရတွင်လက်ငွေယူမျက်နှာသာပေးချထားပေးမှုစီလက်ကျန်ဇယားမကန့်ညီပဲမှောက်ကိုခိုးထုတ်မှုများဖြင့်စတင်ဖန်ဆီးစစ်ဆေးခဲ့ကြောင်းနိုဝင်ဘာလ25ရက်နေ့တွင်စစ်တပ်ကလျှက်စစ်နှင့်စွမ်းအင်ဒူးဝေကြီးတန့်စင်ကိုတာဝန်မှရပ်စဲကြောင်းအမိန့်ထုတ်ပြန်လာကြောင်းသိရပါသည် ကျွန်တော်တို့သိထားတာပြုတ်တဲ့အထဲမှာညွန်တုံတဲ့ညွန်မှုတွေလည်းပါတယ်။ဒူးဝင်ကြီးတွေကတော့ဦးဆောင်သူဖြစ်တော့သူကပိုကောင်းခံရတာ။စက်သုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီဝင်တွေလည်းအရေးယူခံရတယ်ဟုစီလောကသားတအူးကပြောဆိုပါတယ်။စက်သုံးစီပိုင်ရှင်တအူးကလည်းဖန်စီအရေးယူခံလိုက်ရသောစွမ်းအင်ဒူးဝင်ကြီးတန်စင်ကစီခွဲတမ်းများကိုချထားပြရတွင်ငွေပေးနိုင်သော POC ကဲ့သို့သောစိုင်ကြီးများကိုခွဲတမ်းများအစမတန်ချထားပြီးအခြားသောစိုင်များကိုခွဲတမ်းများမညီမမျှချထားပြီးခဲ့ကြောင်း ရှင်းကဲ့သို့လက်ငွေယူစီခွဲတဲ့မညီမျှမှုကြောင့်တိုင်ကြားမှုများဖြစ်ပေါ်လာကစုံစမ်းစစ်ဆေးမှုများပေါ်ပေါက်လာခဲ့ကြောင်းသိရပါတယ်။ BOC ဆိုရင်မိဖတ်တွေအတင်းခေါ်ခိုင်းတာစိုင်းတွေကိုဘလောက်ပေးမယ်၊စိုင်းဝန်တန်းတွေမိဖတ်ရှာနိုင်ရင်ဘလောက်ပေးမယ်ဆိုပြီးရှာခိုင်းတာကုမ္ပဏီကြီးတွေကခွဲတန်းပူရအောင်လုပ်တော့ SME စိုင်းတွေအကုန်ထိတာဒီကောင်တွေကသူတို့ပဲလှုပ်ရှားနေရာတိုင်းသူတို့ကုမ္ပဏီကြီးစိုင်းတွေဖြစ်ကုန်ပြီ SME တွေမလုံနိုင်တော့ပပျောက်လာပြီးဥပမာမော်လမြိုင်စီပြတ်သွားတဲ့ကိစ္စဆိုရင် မော်လမြိုင်မှာယာစာမင်းမူတုံမောင်မပေါ့သူတို့တွေလက်ချက်တွေအခုကအထက်ကလည်းဖြစ်ရင် SMB ဆိုင်တွေကိုဖိတာ BOC လို့ကုမ္ပဏီကြီးဆိုင်တွေဆိုရင်စီတွေကိုဘယ်နေရာပို့ဖို့ထောက်ခံစားတော့မလို့ဘူးကုမ္ပဏီကြီးတွေရဲ့ဆိုင်တွေကိုလည်းဖိအားပေးမခံရဘူး SME စီဆိုင်တွေမှာတော့အကုန်အကျက်ခံရတယ်အခုကကိုငွေနဲ့ဝယ်ရတဲ့အစီအကိုတောင်အထိန်ချုပ်ခံရတာစီခွဲတန်းကလည်းခွင်းကြီးဖြစ်နေတာ အဲ့ဒါတွေကြောင့်ဒူးဝင်ကြီးတန့်စင်ပြုတ်တာဟုစီဆိုင်လုပ်ငန်းရှင်တအုပ်ကပြောဆိုပါတယ်။တရက်စင်းနဲ့စွမ်းအင်ဒူးဝင်ကြီးတန့်စင်နဲ့အရာရှိများကိုယာတို့မှဖယ်ရှားပြီးအရေးယူသည့်ကိစ္စကိုမင်းအောင်လိုက်ကိုတိုင်ဓာတ်ရိုက်ခိုင်ခွင့်နေကြောင်းသိရှိရပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိအမှတ်မပြုဟုထိုင်းနိုင်ငံသားရေးဝင်ကြီးကထုတ်ပြောပြီးဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးရန်အချိန်တန်ပြီးဟုတောင်းဆိုရဲဆွဲတဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းသောရွေးကောက်ပွဲမဟုတ်၍အတိအမှတ်ပြုမိမဟုတ်ကြောင်းထိုင်းနိုင်ငံသားဝင်ကြီးစီဟာဆက်ဖောင်ဟက်ကိုကထုတ်ဖော်ပြောဆိုလိုက်ပြီးဒေါအောင်ဆန်းစုကြည်ကိုလည်းလွှတ်ပေးရန်အချိန်တန်ပြီးခုလည်းတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်နေ့တွင်ထိုင်းနိုင်ငံသားဝင်ကြီးကထိုထိုထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးမြန်မာစစ်တပ်ရွေးကောက်ပွဲသည်လွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုနှစ်ခုစလုံးရှိမိမဟုတ်ကြောင်းသူ့နေဖြင့်လည်းရွေးကောက်ပွဲကိုအတိမတ်ပြုမိမဟုတ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ကရွေးကောက်ပွဲကိုလွတ်လပ်ပြီးယုံကြည်ရတဲ့ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ဒါပေမဲ့ဒီလိုဖြစ်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲကိုအတိအမှတ်ပြုမဲ့အနေအထားမျိုးမှာရှိမှာမဟုတ်ဘူးဟုထိုင်းနိုင်ငံသားရွေးဝင်ကြီးကဆိုပါတယ်။သို့သော်2010ခုနှစ်တွင်သမရသိန်းစိန်ကမပြည့်စုံသောရွေးကောက်ပွဲဖြင့်သမရအဖြစ်ရွေးကောက်တင်မြောက်ခံခဲ့ရပြီးနောက်ပိုင်း ေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးခဲ့ကာ NLD ကရွေးကောက်ပွဲတွင်အနိုင်ရရှိခဲ့မှုကိုပြန်ပြောင်းပြောကြားကာရင်းကဲ့သို့ပြုပြင်ပြောင်းလဲရေးစီသို့ခြေလှမ်းတရက်ဖြစ်နိုင်ကြောင်းအကြံပြုခဲ့ပါရယ်။မပြေစုံသောရွေးကောက်ပွဲတစ်ခုကလည်းနိုင်ငံကိုတည်ငြိမ်မှုနဲ့ဒီမိုကရေစီတို့ပြန်လည်ရောက်ရှိစေရန်ကောင်းမွန်သောအခွင့်အရေးတစ်ခုဖြစ်နိုင်ပါれဟု၎င်းကပြောကြားပါれ။ထို့ပြင်အသက်80နှစ်အရွယ်ဒေါ်အောင်ဆန်းစုကြည်ကိုလူသားချင်းစာနာမှုဖြင့်ပြန်လည်လွှတ်ပေးရန်မြန်မာစစ်တပ်ကိုထိုင်းနိုင်ငံသားဥပဒေကြီးကတောင်းဆိုပါれ။သူမကိုလွှတ်ပေးဖို့အထင်တန်ပါပြီ။ တခါတလေမှပြောသင့်တဲ့မှန်ကန်တဲ့အရာတွေကိုကျွန်တော်တို့ပြောရပါမယ်။သူမဟာအချိန်ကြာမြင့်စွာထိမ့်သိမ့်ခံခဲ့ရပါတယ်။သူမရဲ့အသက်အရွယ်ရသူမရဲ့အကျန်းမာရေးအခြေအနေကိုကျွန်တော်တို့မသိရပါဘူး။ဒါကြောင့်အဲ့ဒါကိုပထမဆုံးအချက်အနေနဲ့ဒါမှမဟုတ်ချက်ချင်းပဲလှုပ်ဆောင်ပြီးဖို့ကျွန်တော်မျှော်လင့်ပါတယ်ဟု၎င်းကဆိုပါတယ်။ရှင်းပြင်ရွေးကောက်ပွဲပြီးသွားသည့်အချိန်အာဆီယံအနေဖြင့်မြန်မာနိုင်ငံကိုပြန်လည်ထိတွေ့ဆက်ဆံရန်ခက်ခဲမိဖြစ်ကြောင်းထိုင်းနိုင်ငံသားဥက္ကဋ္ဌကထပ်မံပြောဆိုခဲ့ပါတယ်။ လက်ရှိအခြေအနေတွေနဲ့သူတို့လိုအပ်တဲ့ပြန်လည်တင်းမြက်ရေးဆွေးနွေးမှုမျိုးမရသေးပဲရွေးကောက်ပွဲကျင်းပမယ်ဆိုရင်အာဆီယံအနေနဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲမယ်လို့ထင်ပါတယ်ဟုထိုင်းနိုင်ငံသားရုပ်ဝင်ကြီးကဆက်လက်ပြောဆိုပါတယ်။